င်္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဗာလာ24ရက်တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါမြန်မာတိုင်းနယ်ဆက်ကရင်ပြည်မြဝတီမြို့နယ်ကနမေဆိုးနဲ့ကြော်ကြားနေတဲ့ကေကေပကြားဖြတ်လုပ်ငန်းခွင်မှာရှုပ်ထွေးမှုတွေဆက်ရှိနေပြီးတော့ထောင်ထဲချီတဲ့အလုသမားတွေထိုင်းဘက်ကိုထွက်ပြေးလာကြပါတယ် ထိုင်းအာနာပိုင်တွေကတော့တရားမဝင်ဝင်ရောက်လာသူတွေကိုတည်တည်ကြပ်ကြပ်စီစစ်နေရလို့ထိုင်းသတင်းတွေကဆိုပါတယ် KK ပတ်ကိုစစ်တပ်ကထပ်ပြီးဝင်ရောက်မယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာပြီးနောက်အော်တိုဘာ23ရက်နေ့မှာအဲ့ဒီမှာလောက်ကင်နေသူတွေဟာအုတ်အော်တောင်းနေနဲ့ထွက်ပြေးသိမ်းရှောင်ခဲ့ကြပါတယ်အများစုဟာမြဝရီမြို့ထဲဘက်ကိုတိမ်းလျှောက်ပြီး BGF ထိတ်ထုတ်ထားတဲ့ရွှေကုတ်ကူမြို့တစ်ဘက်ကိုခိုလုံကြပါရဲ့ တချို့ကတော့နေချတောင်ရင်မြစ်ကိုဖျက်ကူးပြီးထိုင်းနိုင်ငံမဲဆောက်ဘက်ကိုအလုံးအရင်နဲ့ဝင်ရောက်လာကြပါတယ်။ထိုင်းနိုင်ငံတက်ခရိုင်အာနာပိုင်ရဲ့ထုတ်ပြန်ချက်အရမနေ့ကညနေပိုင်းအထိကီကီဘက်ကနေထွက်ပြေးလာတဲ့သူ689ယောက်ဟာထိုင်းဖက်ချမ်းကိုရောက်ရှိလာတယ်လို့ဆိုပါတယ်။ဒီလိုတရားမဝင်နယ်စပ်ဖြတ်ကျော်သူအများကြီးဝင်ရောက်လာတဲ့အတွက်ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကလုံခြုံရေးကိုတင်ကြားလိုက်ပါတယ်။ တက်ခရိုင်မှာရွှေလျားစစ်စီစင်တာရီလုံနေပြီးဝင်လာတဲ့သူတွေကိုအထောက်အထားခရီးသွားမှတ်တမ်းနဲ့မြုခင်မှတ်တမ်းတွေအထိ အသေးစိတ်စစ်ဆေးနေပါတယ်ဖက်စီထိတ်သိမ်းခံရတဲ့ထောင်ထဲချီတဲ့လူတွေထဲမှာတရုတ်နိုင်ငံသားအများဆုံးဖြစ်ပြီး BNN အင်ဒိုနီးရှားပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားတွေလည်းပါဝင်တယ်လို့ထိုင်းစစ်တပ်ရဲ့အော်တိုဗာလာ23ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အထူးသဖြင့်စစ်ဆေးမှုတွေအရာနိုင်ငံခြားသားအများစုဟာ passport မရှိသလိုတချို့မှာမှုခင်ရာဇဝမှုမဲ့တမ်းတွေပါရှိနေတာကိုထိုင်းအာဏာပိုင်တွေကတွေ့ရှိခဲ့ရပါတယ်။ဥပဒေချိုးဖောက်မှုရှိတဲ့သူမဲ့သမ ्या ကိုပြပြတ်တတအရေးယူသွားမယ်လို့လည်းထိုင်းဘက်ကအခိုင်အမာပြောကြားထားပါတယ်။ ဒီတော်သွင်းမြန်မာဖက်ချမ်းမှာလည်းအေးအေးယူမှုတွေစတင်ခဲ့ပါတယ်ကီကီပတ်ထဲကကြားဖြတ်လုပ်ငန်းလုပ်ကြတဲ့အဆောက်အအုံတချို့ကိုစစ်တပ်နဲ့ BGF တို့ပူးပေါင်းပြီးမနစ်ကညနေ6နာရီလောက်မှာဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ BGF တည်ရင်မြစ်တွေကအတည်ပြုပါတယ်ဒေသခံတွေကလည်းကြေလောင်တဲ့ပောက်ခွဲတံကိုကြားခဲ့ရတယ်လို့ဆိုပါတယ်ဒီဖောက်ခွဲ ဖြည့်စည်မှုဟာကြားဖြတ်လုပ်ငန်းတွေကိုတကယ်တမ်းနှိမ်နှေးဖို့စတင်လိုက်ပြီလားဆိုတာစောက်ကြည့်ရအောင်မှာဖြစ်ပါတယ် ရခိုင်ပြည်နယ်မောင်တုံးမြို့နယ်မှာအစ္စလာမစ်အစွန်းရောက်အာဆာအဖွဲ့ရဲ့ရက်စက်တဲ့တိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သား၂ယောက်သေဆုံးခဲ့ပြီးမိခင်ရဲ့အလောင်းပြီးမှာ၃နှစ်သမီးလေးကိုတွေ့ရှိခဲ့ရတဲ့ထိုင်းလိုက်ဖွဲ့ရတဲ့တင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဗာလာ၂၂ရက်နေ့နေ့လယ်ခင်းကပါ မောင်တော်မြို့နယ်ထဲမှာခရီးသည်တင်ရင်တစည်းဟာစာတောက်ကိုရီဝယ်ယူပြီးပြန်လာတဲ့အချိန်မြို့ယူရွာအရှိဘက်တဒါနာမှာအာစာအကျန်းဖက်အဖွဲရဲ့ချုပ်ခုတိုက်ခိုက်တာခံခဲ့ရပါတယ်။ကားပေါ်ပါလာတဲ့ခရီးသည်၅ယောက်နဲ့ကားသမားကိုအာစာအဖွဲကဖမ်းခေါ်သွားခဲ့ပြီးစာတောက်ကိုပြည်စည်းတွေကိုလည်းယူသွားတယ်လို့အာရခတ်တတော် AA ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ အရကတ်တော် EE ကလိုက်လံရှာပွေတဲ့အခါမှာတော့ခရီးသည်၂ယောက်ဖြစ်တဲ့အသက်30အရွယ်ဒေါ်ဝင်ဝီဆိုးနဲ့အသက်40အရွယ်ဒေါ်နနိုင်ဆွေတို့ကိုတနက်နေ့ပြစ်သက်ခံထားရတဲ့အခြေအနေနဲ့တွေ့ရှိခဲ့ရပါတယ်။စိတ်မကောင်းစရာကောင်းတာကတော့တေဆုံသွားတဲ့မိခင်ဒေါ်ဝင်ဝီဆိုးရဲ့အလောင်းဘေးမှာ၃နှစ်အရွယ်သမီးငယ်လေးမခိုင်မျက်မှုကိုအသက်ရှင်လျက်တွေ့ရှိခဲ့ရတာပါပဲ။ ဒါအပြင်ကာသမားအပါဝင် ထိခိုက်ဒဏ်ရာသူ၄ယောက်ကိုလည်းဒဏ်ရာတွေနဲ့အတူအေအေကထပ်သွေ့ခဲ့ပါတယ်။အာဇာအဖွဲ့ရဲ့ဒီလိုရည်ရွယ်ချက်ရှိရှိအယက်သားပြစ်မှတ်ထားတပ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးအေအေကလိုက်လံရှင်းလင်းနေပြီးနေဆက်ဒေသနေပြည်သူတွေအနေနဲ့လုံခြုံရေးအဖွဲ့တွေကိုကျွတ်တဲ့အသိပေးပြီးမှသာတွာလာကြဖို့အရေးပေါ်တတိပီနိုးစော်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိချုပ်ထားတဲ့နမ်တူမျိုးဟာစစ်ကွန်မရှင်တပ်ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အော်တိုဗာလာ23ရက်နေ့ညပိုင်းကနမ်တူမျိုးပေါ်ကိုစစ်တပ်ကဂျက်တိုက်လီရင်နဲ့ဗုဒ္ဓကျဲချခဲ့ပြီးဒါဟာဒီလအတွင်း၅ကြိမ်မြောက်လီကျောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။ပြီးခဲ့တဲ့တိုက်ခိုက်မှုတွေထဲမှာတော့ကလေးအပါဝင်အရက်သား၃ယောက်တိစုပ်ခဲ့ပြီးဖြစ်ပါတယ်။နေအိမ်စာတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းတွေပါပျက်စီးခဲ့တာကိုတွေ့ရပါတယ်။ အခုပို့ပြီးစိုးရိမ်စရာကောင်းတာကစစ်ကုမရှင်တပ်ကနမတူမြို့ဘက်ကိုမြေပြင်ထိုးစစ်ပါလှုပ်ဆောင်လာနေတာပါမြေပြင်ထိုးစစ်ကြောင့်ဒေသခံ900ကျော်လောက်ထထွက်ပြေးနေရပြီးတည်င်းအချက်လက်နဲ့ဆက်သွယ်ရေးတွေပါပြတ်တောက်နေတဲ့အတွက်အခက်အခဲတွေကြီးမားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။အခုလိုတိုက်ပွဲတွေ ပြင်းထန်လာချိန်မှာစစ်ပီးရှောက်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ စကိုင်းတိုင်းမော်လိုက်ကလေးအကျဉ်းထောက်ကထောက်အာနိုင်ပိုင်တွေဟာအရေးပေါ်စီးကူတောက်ခွင့်ကိုလက်ငွေတောင်းယူပြီးမှခွင့်ပြုပေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောပါတယ်အကျဉ်းသားတွေဟာပြင်ပစီးကူတောက်ခွင့်ရဖို့အတွက်ထောက်အရာရှိတွေကိုတစ်ကြိမ်ကိုကျပ်9သိန်းကနေကျပ်3 20ကြာပေးနေရပါတယ် ပို့ဆိုးတာကတော့ထောက်အာနာပိုင်တွေကသူတို့ရဲ့ကိုပိုင်အပျော်ပါ KTV ဖိုးအတွက်ကိုပါတောင်းဆိုပြီးမှဈေးကူတာခွင့်ပေးတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့ PPNM ကပြောပါတယ်။ PPNM ရဲ့ထုတ်ပြန်ချက်အရမော်လိုက်ကလေးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းကျသူတွေဟာစေဝါလုံလောက်စွာမရရှိတဲ့အပြင်အရေးပေါ်လူနာတွေပြပဈေးကူတာခွင့်ရဖို့အတွက် ထောင်ပိုင်ကြီးနဲ့အရာရှိတချို့ကိုလက်ငွေပေးပြီးမှသာခွင့်ပြုပေးနေပါတယ်ဒီလိုစေဝါကူတာခွင့်ထိချုပ်ခံရတဲ့အခြေအနေတွေကြောင့်နိုင်ငံရေးအကျဉ်းသားတချို့ဟာအာယုံကြောပြဿနာတွေနဲ့ခြေနှောက်တွေလုံးမရတော့ဘဲမတန်ဆွမ်းဖြစ်သွားရတဲ့အထိဆိုးရွားတဲ့အခြေအနေတွေရင်ဆိုင်နေရ ပါတယ် PPNM ရဲ့စီးရင်တွေအရာဒီ2025ခုနှစ်ဇန်နဝါရီလကနေအခုလအောက်တိုဘာလအထိစေကူတာမှုမရရှိတာကြောင့်နိုင်ငံရေးအကျဉ်းသား28ယောက်အထိအကျဉ်းထောင်အသီးသီးမှကြာဆုံးခဲ့ပြီဖြစ်ပါတယ် PPNM ကတော့ဒီလိုလွတ်ခွင့်ရချိုးဖောက်မှုတွေကိုပြပြင်းထန်ထန်ရှုတ်ချပြီးအကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောင်းနေတဲ့လက်ပီလက်ယူမှုတွေကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားပါတယ် ကချင်ပြည်ဖားကဲကြောက်စိမ့်ဒေသမှာမြေစာပုတ်ပြူကြမှုကြောင့်အသက်နဲ့ရင်ပြီးကြောက်ရှာဖွေနေတဲ့ရေမစေးတမားနေရောက်ထက်မဲ့တည်ဆုံခရပြန်ပါပြီဒီလိုဖြစ်စဉ်ဟာဖားကဲမှာမကြခဏဆိုတလို့ဖြစ်ပွားနေတဲ့ဝန်းစာအတွက်အသက်ဆွံ့ရတဲ့ဘဝတွေကိုမိမောက်ထိုးပြနေပါတယ်ဒီဖြစ်ရဟာမနေ့ကအော်တိုဗာလာ23ရက်ညနေ6:00နာရီခန့်ကဖားကဲမြို့နယ်နတ်မော်ရွာမှာရှိတဲ့ကုမ္ပဏီပိုင်မြေစာပုတ်ဟာလောက်ွက်တစ်ခုမှာဖြစ်ပွားခဲ့တာပါ ဒေသခံတွေရဲ့ပြောကြားချက်အရရီမစည်းကြောင့်ရှာဖွေနေတဲ့အချိန်မှာပဲမြေစာပုံရုတ်တရက်ပြူကျခဲ့တာဖြစ်ပြီးလူနှစ်ယောက်မြေအောက်ကိုပါသွားခဲ့တာပါချက်ချင်းဘက်ဖိုးရင်တွေနဲ့ကယ်ဆယ်ခဲ့ပေမဲ့ပါသွားတဲ့အမျိုးသားနေရောက်လို့ဟာပွဲချင်းပြီးတည်ဆုပ်ခဲ့တဲ့လူဒေသခံတွေကပြောပါတယ်တီဆုံးသူနှစ်ယောက်ဟာဖကန်ဒီသားခံတွေမဟုတ်ကြဘဲနဲ့ဝမ်းရည်အတွက်ကြောက်ရှာဖွေဖို့ရောက်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပါတယ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာတော့တည်ဆုံးသူ၂ယောက်အပြင်အသက်၁၄နှစ်အရွယ်ကောင်လေးတစ်ယောက်လည်းခြေထောက်တွေမှာပုံပဲဒဏ်ရာအနှဲငယ်ရရှိခဲ့ပေမဲ့စိုးရိမ်စရာမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ3ရက်နေ့ကလည်းမော်စီစာရွာမှာမြေစာပုံပြူကျလို့ရေမစေးသမားတယောက်တည်ဆုံခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ အမေရိကန်ကယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးရုရှားကရေနံကုမ္ပဏီကြီးနှစ်ခုအပေါ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ပြီးတဲ့နောက်မှာကမ္ဘာရေနံစည်းက9ရက်ခန့်လုံးမြင့်တက်သွားပြီးတရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်းရုရှားကရေနံဝယ်ယူမှုကိုရှော့ချလိုက်ပါတယ် အမေရိကန်ကရုရှားရဲ့အီယာမယင်းနယ်ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosenet နဲ့ Lukwai ကုမ္ပဏီနှစ်ခုအပေါ်အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တာပါဒီကုမ္ပဏီနှစ်ခုကယင်းနယ်ဝယ်ယူတဲ့တခြားကုမ္ပဏီတွေကိုလည်းအနောက်တိုင်းဗန်စနစ်အသုံးပြုခွင့်ပိတ်ပင်ခံရမှာဖြစ်ပါတယ်ဒါကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတွေဟာရုရှားနိုင်ငံကယင်းနယ်စိတ်တင်သွင်းမှုကိုရှော့ချလိုက်ပါတယ် ရုရှားနိုင်ငံကပင်လယ်ကသစ်တင်ပို့တဲ့ရင်းနှံစိအများဆုံးဝယ်ယူတဲ့အိန္ဒိယကရုရှားကရင်းနှံစိတင်သွင်းနေတာကို အကြီးအကျယ်ဖျက်တောက်လိုက်ပါတယ်။တရုတ်နိုင်ငံပိုင်ရင်းနှံကုမ္ပဏီကြီး၄ခုဖြစ်တဲ့ PetroChina, Sinopec, CNOOC နဲ့ကြံခွာကလည်းအ ਨੇ ဆုံးရေသူကာလတစ်ခုမှာရုရှားရဲ့ပင်လယ်ပြင်ရင်းနှံဝယ်ယူမှုကိုရှောင်ရှားလိုက်ပါတယ်။ တရုတ်ဟာရုရှားရဲ့ပင်လယ်ကလာတဲ့ရင်းနှီးကိုအများကြီးဝယ်ယူတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ရဲ့ပြည်သက်ရဲ့ပိတ်ဆို့မှုခံခဲ့ရတဲ့ Ronness နဲ့ Look Guy ကုမ္ပဏီတွေကတရုတ်ကိုကြားခန့်ကုမ္ပဏီငယ်လေးတွေကသဆင့်ရင်းနှံတွေရောင်းချပေးလေးရှိပါတယ်။လွတ်လပ်တဲ့ကုမ္ပဏီငယ်တွေအနေနဲ့လည်းလက်တလောမှာပိတ်ဆို့မှုကိုရှောင်ရှားဖို့ရုရှားရင်းနှံပွဲစားလုပ်တာကိုရက်ဆိုင်ထားမဲ့အနေအထားမှာရှိပါတယ်။ရှင်နယ်တပိုးတဲ့နိုင်ငံများအဖွဲ့ OPEC ကတော့ရှင်နယ်ပြတ်တောက်မှုတွေကိုဖြစ်စည်းနိုင်ဖို့ထုတ်လုပ်မှုလျှော့ချထားတာတွေကိုပြန်လည်မြင့်တင်ဖို့အစဉ်သင့်ရှိရလို့ ပြောလိုက်ပါတယ်။ယူကရိန်းနိုင်ငံကဆွီဒင်နိုင်ငံထုတ် Gris ပင်အစင်းမြင့်တိုက်လေရင်အစီ150ဝယ်ယူဖို့ကမ်းလှမ်းလိုက်ပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီနဲ့ဆွီဒင်ဝန်ကြီးချုပ်အဖခရီဒက်ဆန်တို့ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရမှာသဘောတူညီချက်တစ်ခုရရှိခဲ့တာဖြစ်ပါတယ်။ဆွီဒင်ဝန်ကြီးချုပ်ကသတင်းထားတွေကိုပြောကြားရမှာအနာဂတ်မှာယူကရိန်းနိုင်ငံကို Gris ပင်လင်းရင်အမြောက်အများပေးအပ်ဖို့နီလန်းတွေရှာဖို့ကတိကဝတ်ပြုခဲ့တယ်လို့ပြောပါတယ်။ ယူကရိန်းတမဒါကတော့ဂရစ်ပင်တိုက်လေရင်တွေယူကရိန်းကို ပေးအပ်တဲ့အနာဂတ်သဘောတူညီချက်တစ်ခုရနိုင်ဖို့အဲ့ဒီဂျက်တိုက်လေရင်တရားထက်မနေရယူနိုင်ဖို့အလုဆောက်လုပ်နေပြီဖြစ်တယ်လို့ပြောပါရယ်စီရင်စီကအစင်းမြင်ဂျက်တိုက်လင်ရင်တွေကိုလာမယ့်နေ့မှာစတင် အသုံးပြုနိုင်တော့မယ်လို့မျှော်လင့်ထားကြောင်းလဲယူကရိန်းသမ္မတကပြောပါရယ် ဒီလေရည်တွေရောင်းချပေးနိုင်ဖို့ဥရောပမှာပိတ်ပင်ထားခဲ့တဲ့ရုရှားတွေရဲ့ငွေကြေးတွေကိုတုံ့ဆွဲဖို့ကြိုးစားနေတယ်လို့လည်းဆွီဒင်သမ္မတကပြောသွားပါတယ် Gripen Jet တိုက်လေယာဉ်ဟာဆွီဒင်နိုင်ငံထုတ်ဖြစ်ပြီးဆွဲဆုံသုံးတိုက်လေယာဉ်ဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုမြေပြင်တိုက်ခိုက်မှုနဲ့ထောက်လန်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ပို့ပါတွက်လက်ပြီးအစင်းမြင့်နီးပညာတွေတက်ဆင်ထားပြီးတော့ရေဒါထောက်လန်မှုကိုရှောင်ရှားကပြည်လန်းသူကိုအသုံးပြုနိုင်တဲ့လေယာဉ်တွေလည်းဖြစ်ပါတယ်။ အာဆီယံထိပ်တည်ညီလာခံကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တရုတ်ဝန်ကြီးချုပ်လီချန်နဲ့အတူကမ္ဘာခေါင်းဆောင်တွေအများအပြားတဲရောက်ကြမှာဖြစ်တယ်လို့အေရှင်မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကကြေညာပါတယ်အာဆီယံထိပ်တည်ညီလာခံကိုအော်တိုဘာ26ရက်ကနေ28ရက်အထိကျင်းပမှာဖြစ်ပါတယ်။တမရထရန့်ဟာထိုင်းကမ္ဘောဒီးယားနယ်စပ်အပြစ်ခတ်ရက်စဲရေလက်မှတ်ရေးထိုးထားတာကိုတက်တည်အဖြစ်ပါဝင်ဖို့ရှိပါတယ်။ ကိုရီးယားကတော့ဒီညီလာခံအတွင်းအွန်လိုင်းငွေလင်ဂိုင်းရီနိုင်နေရေးအတွက်တွန်းအားပေးသွားမယ်လို့ဆိုပါတယ်မြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံရဲ့လှုပ်ဆောင်ချက်တွေကိုလည်းအစီအခံသွားဖို့ရှိပါတယ်ဒီညီလာခံထဲမှာတီမောလက်ရှ်တင်းနိုင်ငံကိုလည်းအာဆီယံရဲ့စစ်တပ်ဖွဲ့များအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ရှိပါတယ် တရုတ်အမေရိကန်သမ္မတတွေနဲ့အတူဂျပန်ဥရောပနိုင်ငံတွေအရှေ့အလယ်ပိုင်းနိုင်ငံတွေလက်တင်အမေရိကနိုင်ငံတွေဩစတြေးလျနယူးဇီလန်နဲ့တောင်အာဖရိကတို့ကခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့အွန်လိုင်းကတက်ရောက်မယ်လို့ဆိုပါတယ်။မတဲရောက်ဖြစ်သူတွေကတော့ရုရှားသမ္မတပူတင်နဲ့မြန်မာစစ်ကောင်စာဘူချုပ်မူကြီးမင်းအောင်လှိုင်တို့ဖြစ်ပါတယ်။ တင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနေ့လနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သံသတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။